အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel တွေကလည်းကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါအခု Mikel Arteta နဲ့တစ်ဖက်က Andrea Bartra တို့ကຫນွေရသည်မှာမထင်မလောက်အောင် Arsenal တို့ကလက်ရှိ level ကနေသေးချာပေါက်နောက်ထပ် next level တစ်ခုတင်ဖို့အတွက်အပြောင်းရွှေ့ကိုတန်း300ကျော်350လောက်ထိတောင်သုံးသွားနိုင်တယ်အာဆင်မှာအဲ့လောက်သုံးနိုင်တဲ့ငွေအားရှိတဲ့အဓိကအချက်ကဒီနေ့ရာသီ Champions League မှာ ဒါအခု semi final နဲ့အဆင်ထိရောက်ထားတယ်ဝင်ငွေအများကြီးတိုးပွားလာတယ်၃နှစ်ဆက်တိုက်အဆင်နဲ့ရပြီးတော့ Premier League ကဝင်ငွေတွေအများကြီးတိုးရတယ်အဓိကတော့ Premier League ရဲ့ title လူဝဲစီကိုတောက်လျှောက်ခံရတဲ့အတွက်ကြောင့်အပတ်စဉ်အနှစ်စဉ်နှစ်စဉ်မှာဒီရုပ်တံဝင်ငွေကြီးဟာဒီ TVD မှာသူကပိုရထားတဲ့အချက်ရှိတယ်နောက်တစ်ခုကတော့အခုလက်ရှိမှာ Arsenal အသင်းရဲ့ဒါအပြောင်းလဲတွက် Andre Bartra တို့စဉ်းစားတာက okay အဆင်နှစ်နဲ့တော့ငါတို့၃နှစ်တက်တက်တိမ့်ပြီးပြီဆိုတော့တကယ်လို့ ဒါချန်ပီယံဖြစ်ချင်ရင်လက်ရှိအသင်းကိုထပ်ပြီးတော့ race လုပ်ရမယ်။တချို့အသင်းကိုပို upgrade လုပ်ရမယ်လို့သူတို့ယုံကြည်ထားတယ်။ဆိုတော့ဒီအသင်းမှာအပြောင်းလဲတွေအချို့ရှိတယ်။သူတို့လိုချင်တဲ့ striker position ကိုသူတို့အစောကြီးတည်းကြည့်တဲ့အချိန်မှာအထက်ထအတွက်သူတို့လုံလောက်တဲ့ငွေကြေးသုံးမယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Telegraph မှာပေါ်ပြထားတယ်။ David Onsen နဲ့ပေါ်ပြထားတဲ့အချိန်မှာ Arsenal ကတန်း100ကိုကစားမ3ယောက်ရထားတယ်။ Nico Williams ရဲ့ Martin Supermandi ရဲ့ Victor Yokeres ကအဲ့3ယောက်အတွက်သူတို့တန်း100ရထားပေးမယ်။ Arsenal ကအခုလောလောဆယ်မှာသူတို့အနေနဲ့ ကြည့်နေတဲ့အထဲမှာသူတို့ကြည့်တဲ့အချိန်မှာ Benjamin Sachs ကိုလည်းသူတို့ထဲ့ကိုထဲ့သွင်းထားတယ်ဆိုတော့သူတို့ကအခု cheaper option ဘတ်တာ option အကုန်လုံးကိုကြည့်နေတယ်ဒါဘယ်ဟာကအသင်းအတွက်အဝင်မလဲဘယ်ဟာကပို့ပြီးတော့ဆုဖြစ်မလဲဆိုတဲ့အချက်ကိုကြည့်ချင်မှာအထက်ထားကတော့အခုလောလောဆယ်မှာသူတို့ကကွင်းလေကစားမှ၂ယောက်ဆိုတော့ပါတီးကိုတက်တန်းထတ်တိုးဖို့ဆုံးဖြတ်ချက်ကအာဆယ်အတွက်တကယ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ပြ30တနစ်ပဲရှိတယ်ဒီအသီးမှာလုံးဝ injury မဖြစ်တဲ့အချက်ကအာဆယ်အတွက်အားသာချက်တစ်ခုဖြစ်တော့ Thomas Partey ကိုတက်တန်းထတ်တိုးတာကအာဆယ်ရဲ့နံပါတ်1အားသာချက်ဆိုတော့ကစားမကလာစာရှုပ်ဖို့လဲဆုံးဖြတ်ထားတယ်နှစ်နှစ်ထိ အာဆန်ကတိုးမယ်တနစ် plus တနစ်လည်းဖြစ်မယ်ပါတီကဘယ်စာချုပ်ဖြစ်ဖြစ်ခေါင်းငိမ့်ဖို့သဘောတူတဲ့အတွက်ကြောင့် athletic ရဲ့ report ရဆိုရင်ဒီပြောင်းရွှေ့ဒီ contract က AC ပဲမကြမီဒီဖြစ်မယ် superman ဒီပြောင်းရွှေ့ကဟိုတနေ့က ESPN report မှာဖော်ပြကြရဆိုရင်နောက်ဆုံးဆင့်ကိုရောက်ပြီး အာဆယ်ကဇူပမန်တီရဲ့ရောကြီးစာချုပ်ယူရိုတန်း60နီးပါးပေးတာနဲ့ဒီကြောင်းရွှေတန်းဖြစ်ပြီးအစောပိုင်းတုန်းကရဲမတွေ့ကအသေးအတန်လိုက်တဲ့ကြောင်းအာဆယ်ရပါမလားရပါမလားစိုးရိမ်နေပေမဲ့အခုလက်ရှိမှာမက်ထရစ်ကိုတိုင်ကဒါဒီကြောင်းရွှေကိုနောက်ဆုတ်သွားတဲ့အတွက်ကြောင်းအာဆယ်ကဇူပမန်တီအပြောင်းရွှေမှာဒါအနောက်ရှက်မရှိပဲအေးအေးဆေးဆေးနဲ့သူတို့ရမယ်ဆိုအဲ့မှာနောက်ထပ်တန်း60လောက်တောင်းရမယ်နီကိုဝီလျံကတော့အမှန်တိုင်းပြောရင်တော့ခတ်တယ်ဗျာဘာလို့ခတ်လဲဆိုတော့အစောပိုင်းတည်းကနီကိုဝီလျံကအက်သလက်တစ်ကလပ်မှာစတင်နေခြင်းနဲ့သူ့ အဲ့ဒါကိုမှသူကသူ့ကိုယ်နဲ့အတူတူယူရိုပါလိကစားမယ်လို့ပြောပြီးတော့မှအခုယူရိုပါလိကစားရင်ကစားရင်လည်းဒီကစားမကအခုလက်ရှိမှာချန်ပီယံလိဝင်ဖို့အခြေအနေကောင်းလာတယ်။အဲ့ချက်ကလည်းအာဆနယ်သူကခက်ခဲလာတဲ့အချက်ဖြစ်တဲ့ကြောင့်နီကိုဝီလန်ကတော့68တန်းရှိသည့်တိုင်အောင်ဒီကစားမရဲ့ decision ပေါ်မူတည်ပြီးတော့အာဆန်ကတော်တော်လေးစဉ်းစားနေရတဲ့အချိန်မှာအထက်ထားကတော့အခုလက်ရှိမှာဒါဒီအခြား option တွေကိုလည်းသူတို့ကြည့်ဖို့လုပ်တယ်ဒါပေမဲ့ဒီ Guardian မှာရေ Daily Mirror မှာဖော်ပြချက်ရ Mikel Arteta က ။နာမည်ရာသီမှာ title race မှာပိုပြီးတော့ strong ဖြစ်ဖို့အတွက်တိုက်စစ်မှု၂ရောက်ထိလိုချင်တယ်ဆိုပြီးပေါ်ပြလာတယ်။တိုက်စစ်မှု၂ရောက်ဆိုရင်တော့အမှန်တိုင်းပြောရင်တော့တော်တော်လေးတော့ခက်တယ်။ဒါ Juventus က Dusan Vlahovic ကိုရောက်ရင်တန်း30လောက်ဖြစ်နိုင်တယ်။ Benjamin Sakho ကတန်း80ရှိမယ်။နောက်တစ်ချိန်ထဲမှာပဲဒီတန်း80ရှိမယ်။ Or Jokeres ကတန်း80ရှိမယ်။တခြားတခြားသောထိပ်တန်းတိုက်စစ်မှုတွေတော်တော်များများရှိတယ်။ဥပမာ Chelsea ဆိုရင် ဒါဒီလက်ကိုပြောင်းပြီးကြိုက်လိုက်တဲ့အတွက်ကြောင့်ဒါဒီလက်အပြောင်းရွှေ့ဖြစ်တဲ့ကြောင့် Sesco တို့ Jokeres တို့ရဲ့အပြောင်းရွှေ့တော်တော်များများကဒါဘယ်လိုပြောမလဲဆိုတော့ Arsenal ဘက်ကိုပို့ပြီးအခွင့်အရေးတားတယ်ဒါပေမဲ့ Arteta လိုချင်တာက Isa Isa ရဖို့အမတန်ခက်တယ်ဒီညမှာ Arteta ကအဲ့ right back မှာ Timber အားကိုရသည့်တိုင်အောင် ဒါဘန်ဝိုက်ရဲ့အခြေအနေကဘာမှမသိတဲ့အချိန်မှာသူတို့ juice conde ကိုထူးထူးခြားခြားသဘောကျတယ်ဆိုပြီးပေါ်ပြထားတယ် source ကတော့အရင်ကတော့ strong မဖြစ်ဘူးအဲ strong မဖြစ်ဘူး mando dipo dipo report ရဲ့ the sun report မှာရ juice conde ကိုခေါ်ဖို့ juice conde ကဘာဆိုတော့မှအရန်ပျော်ရွှင်နေတဲ့အတွက်ကြောင့်အမတန်ခတ်တယ်အမတန်ရဖို့ခတ်တယ် arsenal ကအာတာကူလာကိုလည်းသူတို့ဘက်ကအငှားနဲ့ခေါ်ချင်တဲ့ပုံစံမျိုးတွေသူတို့တောက်လျှောက်ကြည့်ထားပြီးတော့ဒါအခုလောလောဆယ်မှာအာထက်တာတို့က ဒါအပြောင်းရွှေ့ဈေးကွက်မှာငွေကြီးအများကြီးသုံးမယ်လိုအပ်ရင်ဒါတို့က striker နှစ်ယောက် left winger တစ်ယောက် left winger တစ်ယောက်ကွင်းလေတစ်ယောက်ကနေနှစ်ယောက်လောက်ထိဖြစ်ပြီးတော့မှာ လုံးဝကိုဒီ left back ကတော့သူတို့မလိုဘူးပေါ့လေသူတို့ right back တယောက်လောက်ထပ်ပြီးချင်းနဲ့ Jokeret ကတော့ဒါသူတို့ရဲ့ main target ဖြစ်ပြီးတော့ Arsenal ကအခုဒီ transfer window မှာလုံလောက်တဲ့ငွေချေးပေါ့လေအတုံးစိတ်က350လောက်ထိဖြစ်မယ်ဆိုတော့ကျွန်တော်ရောင်းတာတွေပါလေထက်တော့မှာပေါ့လေဒါကတော့ Arteta အတွက်သတင်းကောင်းပဲဆိုတော့ left back chain က channel ကိုသူတို့ upgrade လုပ်မယ် center forward နှစ်ယောက်လောက်ထိ Jesus ကိုသူတို့ထောက်ခွင့်ပေးကောင်းပေးနိုင်တယ်အဲပြီးတော့မှ right back တယောက်သူတို့ကြည့်မယ်ခွန်တရာတော့ဖြစ်နိုင်ကြည့်အမတန်နေတယ်ဒါပေမဲ့ရရင်တော့ who knows ပေါ့လေအဲအဲ့နေရာမှာ left back တယောက်လည်း left back တော့မဟုတ်လေသူတို့ပြီးတော့မှဒီဘယ်လိုပြောမလဲအခြားအပြောင်းလဲနေနေ UN Garcia လည်းခေါ်ရမယ်အရန်ကူးသမားတယောက်တည်းသူတို့လိုသေးတယ်ဆိုတော့သူတို့ဖြည့်စရာတွေအများကြီးနဲ့ကွင်းလေတဲ့ထပ်ပြက်မယ်ဒါကတော့ Arteta တို့ရဲ့ plan ပါအားလုံးကျေးဇူးတင်ပါတယ်